်သတိရှိတဲ့လူတယောက်အစားတော့စားတော့မယ်ဆိုလို့ရှိရင်လည်းပဲအတိုင်းရှိကိုသိတဲ့လူတယောက်အရေးချင်းနှမျိုးတောင်းဆိုတယ်နော်အမြဲတမ်းသတိရှိရမယ်မနုဇ္ဇတတရာသတိမတော်အမြဲတမ်းသတိရှိရမယ်သတိရှိတယ်ဆိုတာကိုဘာလုပ်နေတယ်လဲကိုဘာပြောနေတယ်လဲကိုဘလို့ဖြစ်နေတယ်လဲဒီဖြစ်နေတဲ့အနေအထားကိုသိနေတာကိုပြောတာ အဲ့လိုသတိရှိပြီးတော့မဋ္ဌံဇာနာတော်လက်ရဘောဇဏီလက်ရဘောဇဏီရလာတဲ့ဘောဇဉ်ရလာတဲ့ဘောဇဉ်ဆိုတာအကြောင်းမျိုးမျိုးကြောင့်ကိုရှိမှာစားစရာတွေရောက်လာပြီကိုရှာထားတာပဲဖြစ်ဖြစ်သူများလာပေးတာပဲဖြစ်ဖြစ်စားစရာရှေ့ရောက်လာပြီဆိုရင်ဒါကိုစားရမယ်ကိုရောက်လာရလာပြီပေါ့နော်အဲ့ဒီရလာတဲ့အစအစာကိုမဋ္ဌံဇာနာတော်တဲ့အတိုင်းရှိကိုသိရမယ်တဲ့ဒီစကားကအလွန်ကျေပြန့်တယ်ဟုတ်လားဒီစာဟာငါနဲ့တဲ့သလားမတဲ့ဘူးလားတဲ့ပြီဆိုရင်လည်းဘယ်လောက်ထိစားမလဲ ဒါကိုဆုံးဖြတ်ချက်ပေါ်ပဲမူတည်တာနော်အတိုင်းရှိကိုသိရပထမအဆင့်တင့်မတင့်သိရမယ်ဒုတိယအဆင့်အပမာဏကိုသိရမယ်ဟုတ်လားအဲ့လိုမျိုးအစာဟာရရဲ့ပုံမှာအတိုင်းရှိသိတယ်အမြဲတမ်းသတိရှိတဲ့လူတယောက်ဟာတဲ့ဝေဒနာဝေဒနာတို့ဒီတဏှုကခေါင်းပါကုန်ဤတဲ့နေရတာချမ်းသာတယ်လို့ပြောတာလေလံနဲ့ထိုင်မိုင်းနဲ့နော်ဝေဒနာတွေ စားအသောက်ကြောင့်ဖြစ်တဲ့ယောဂါတွေဖြစ်လာပြီဆိုရင်လေဝေဒနာတွေကပြင်းပြထန်ထန်နှိမ့်ဆက်မှာနော်။ဒါကြောင့်သတိရှိတဲ့အစာရမှာအတိုင်းရှိတိတဲ့ပုဂ္ဂိုလ်ဟာဝေဒနာနေတယ်တဲ့။ဝေဒနာနေတယ်ဆိုတာဒုက္ခဝေဒနာနေတာကိုပြောတာဟုတ်လား။ချမ်းချမ်းသာသာနေနိုင်ခြင်းနဲ့တက်တက်လက်လက်ပေါ့ပေါ့ပါပါနေနိုင်ခြင်းနဲ့ဆိုလို့ရှိရင်အစာရမှာအတိုင်းရှိကိုတိရတယ်။တင့်မတင့်ကိုတိရမယ်။ဘလောက်စားတဲ့တယ်လဲဆိုတာကိုတိရမယ်။ဟုတ်လား။ ဲ့လိုဆိုရင်ဝေဒနာတွေနည်းမယ်တဲ့ဒါရင်နာဆိုတော့မကဘူးတဲ့အာယုပါလေရန်အသက်ကိုစောင့်ရှောက်လျက်အဲ့ဒီသတိရှိပြီးတော့အစားအစာမှာအတိုင်းရှိတည်တဲ့လူဟာအသက်ကိုစောင့်ရှောက်ရရောက်တယ်ဆိုလိုတာကအသက်ရှိမယ်လို့ပြောတာဟုတ်လားအဲ့ဒီအသက်ရှိမယ်ဆိုတာတဲ့အထူးသဖြင့်တက္ကမကြီးများပို့ပြီးတော့သဘောကျမဲ့အကျိုးကျေးဇူးနောက်ဆုံးမှာပါတဏိကနှင်းနေစီရတိအိုဤအိုနေတယ်ဟုတ်လား အိုနှေးတယ်တဲ့နော်အဲ့လိုဆိုလို့ချင်းဦးဇင်းတို့ပေးတဲ့ပေါင်းသူတော်ကောင်းတို့ပြောင်းပြန်လှမ်းပြီးတော့တွေးရေပေါ့ဟောဒေသနာတစ်ခုကိုချင်းကတ်တဲ့နေရာမှာနော်အရှိတိုင်းပြောထားတာကိုစဉ်းစားဖို့လိုတယ်လို့ဆန့်ကျင်ဘက်အတိတ်ဘက်လေးတွေလည်းတွေးကြည့်ဖို့လိုတယ်ဟုတ်လားတတိရှိပြီးတော့အစာရမှာအတိုင်းရှိတည်တဲ့ပုံကွာဝေဒနာနှေးတယ်အသက်ကိုစောင့်ရှောက်ပြတာဖြစ်တယ်အိုနှေးတယ်လို့သူကအကျိုးရလက်သုံးမျိုးပြောတယ် အကယ်၍ကျွတ်တော့သတိလည်းမရှိဘူးအစာအာဟာရမှာအတိုင်းရှိလည်းမသိဘူးဆိုရင်တော့ဝေဒနာတွေလည်းများမယ်အသက်လည်းဒိုးမယ်ပြီးရင်အိုလည်းမြန်မယ်ဟုတ်လားလို့မှအိုမမြန်ရင်ဘူးနော်အဲ့တော့ဒီနေ့မှာဦးဇင်းတို့ပေးတဲ့ပေါင်းတူတော်အောင်တို့ကို့အခြေအနေကိုကို့ဟာကိုစဉ်းစားဟုတ်လားများသောအားဖြင့်လူတွေစားနေတောင့်နေကြတာတွေဟာလုံလုံကဲကဲစားနေကြတာပဲများ ခန္ဓာကိုယ်လိုအပ်ချက်တွေသတိနဲ့စားတာမျိုးဟောလိုအပ်လို့ကျွေးတာမျိုးဆိုတဲ့အတွေ့မျိုးတဘာဝကြာကြာတွေးတာပိတ်မပါဘူးเนาะအစာအထားကိုစားတာကိုစိတ်လိုလိုက်ပြီးတော့ဖြောပြေးရေးဆန်ဆန်ဇိမ်ခံတဲ့သဘောမျိုးနဲ့စားကြတာပဲများတယ်ဟုတ်တယ်မို့လားဒါအားမစားရင်မဖြစ်လို့မစားရင်တည်မှာမို့လို့ဒါကိုစားမှအသက်ရှင်တဲ့နိုင်မှာအသက်ရှင်တဲ့နိုင်မှာတန်ဖိုးရှိတဲ့လူကိုလုံနိုင်မှာဆိုတဲ့မုံမြတ်တဲ့အတွေ့အနဲ့စားတာကအလွန်နည်းတယ်စားလို့စားလိုက်တယ် စားပြီဆိုရင်လည်းအရသာခံဖို့ကအဓိကပဲကောင်းနေပြီဆိုရင်တော်တော်နဲ့မရက်တော့ဘူးဟုတ်လားအဲ့ဒါပါတော့ကိုယ့်ကိုယ်ကိုရှင်းရဲအောင်လုပ်တာပေါ့နော်စိတ်အလိုလိုက်လိုက်တာပေါ့စိပညာရှိတော်ကကြည့်မယ်ဆိုရင်ဘုရားကောင်းသေးတယ်ဒီကထာလေးကအစားအသောက်နေခြင်းဟာကျမချင်းရဲ့အကြောင်းပဲဒါကြောင့်မြတ်စွာဘုရားတထက်ပဲစားကြလို့ယဟန်တွေကိုအဲ့ဒင်ပြည့်ညက်တယ်လတုကီကောပမသုတ်တံဆိုတာရှိတယ်ဥစဉ်တို့ဟောပြပါလေ ငကိုတော့မှမျက်စွာပြားညတာမစားဘူးလို့ပြင်းညက်ချက်ထုတ်တာမရှိဘူးဟုတ်လားနောက်ကြတော့ညမှာဆုံးကနေပါလေထွက်တော့တချို့တက္ကမကြီးတွေကလန့်ပြီးတော့អော်တာဘုန်းကြီးကလမ်းပေါ်မှာသွေကြီးရက်ပြီးတော့မဲမဲကြီးဆိုတော့ဟဲ့ပါကြီးတော့တဲရဲကြီးလားဟုတ်လားအဲ့မှာဒုက္ခရောက်ကြတာလေပြီးမှဘုန်းကြီးတော့អော်ဘယ်နဲ့ညကြီးမိုးချုပ်အဆင်မပြေဘူးဗောနော်မတင်တော်တဲ့အမျိုးသမီးတွေရှိတဲ့လမ်းကိုရောက်တာလည်းရှိအဲ့လိုအမျိုးမျိုးသောအကြောင်းမျက်စွာပြားကတော့ ပြဿနာပေါ်လာပြီဆိုတော့မှသာလေဝိနည်းပညာချက်တွေကိုထုတ်တာများတယ်။အိမ်မှာညသာမစားရဘူးဆိုတာ။ဟုတ်လား။တောက်တမြဲစွာပြနေလွဲတာမစားရဘူး။တဖြည်းဖြည်းနဲ့အဲ့ဒါတချို့ရဟန်းတော်တွေကဒါကိုမကျေနပ်ကြတာရှိတယ်။မကျေနပ်ဘူးဆိုတာမြတ်စွာဘုရားမုံနာကိုပြောတာမဟုတ်ပါဘူး။အော်အသေးမွားလေးတွေကစားလိုက်ပြီးတော့ချုပ်ချယ်နေတာပဲလို့ထင်တဲ့ရဟန်းတွေလည်းရှိတယ်။ဒါပေမဲ့တကယ်လေးချင်းကြည်လိုက်တဲ့အခါတကယ်လိုက်နာကြည်လိုက်တဲ့အခါကျတော့အလွန်အကျိုးကျေးဇူးကြီးမားတာကိုတွေ့ရတယ်။ပေါ်ပါတယ်၊ချမ်းသာတယ်၊ကျမ်းမာရေးကောင်းလာတယ် ဟုတ်လားကိကထနဲတယ်အများကြီးပေါ့သူ့ရဲ့အကျိုးကျေးဇူးတွေကဒါကြောင့်ဦးဇင်းကတခါတလေတရားစကံပွဲကိုမနခင်ကိုဆံပြုတ်ပဲတိုက်မယ်လို့စဉ်းစားမိကိကထနဲအောင်လောက်ရတာဝေဝိဇ္ဇလောက်ရတယ်ပျာတော့ပျာတာတွေခန့်နေဟုတ်လားနေလေလည်းပဲများလွန်းတယ်လို့ဖုံးဖို့အမြင်နဲ့အခုကြွေးနေတာတွေကိုလေမြတရုံဆိုတော်ပြီပေါ့ဟုတ်လားဒီခုနှစ်ရက်လေးကြပါရဲ့ အတွက်လိုအပ်ချက်ကတော့ပြည့်စုံရမှာပေါ့နော်ဥစဉ်တို့အစွန်ရောက်တာမဟုတ်ပါဘူး။ညာတော်ဖြင့်ကအစွန်ကရောက်နေတာများတယ်ပဲရောက်နေတာနည်းတယ်ပဲရောက်တာမဟုတ်ဟုတ်လား။နော်ရိတ်တာတွေမှာဘလို့ကြွေးတယ်မလိဘိဒာအာမမကောင်းပါဘူး။မရှုံကမဲကလည်းပြောရရင်ရိတ်တာသွားပြီးတော့ဟုတ်လားအစားတော့ကောင်းသွားစားဖို့လုပ်နေတာကြားနေတာပဲ။ဟုတ်လား။အဲ့ဒီအစားအထားနဲ့ပတ်သက်ပြီးတော့ဥစဉ်တို့အများကြီးရှော့ချနိုင်မယ်ဆိုလို့ရှိရင်ဝေယဝိဆာလိုရတဲ့အပိုင်း အစကရာပေါ့လေအကုန်လုံးကောင်းသွားမယ်လို့ထင်ဒါလည်းပဲတရားထုတ်တဲ့ပုံကိုယ်တွေကိုပထမအမြင်ရှင်းအောင်တော့အရင်ပြောဖို့လိုမယ်ပေါ့နော်ဒီခုနှစ်ရဲ့အတွင်းလေးမှာငါအစာဟာရနဲ့ပတ်သက်ပြီးတော့တကယ်ကိုချိုးချိုးချံချံကျင့်သုံးကြည်သမ်းမယ်နော်အိမ်ရောက်မှငါကြိုက်တဲ့လောက်စားမယ်အခုရိတ်တာအတွင်းတော့ငါချိုးချိုးချံချံလေးနေလိုက်အောင်မယ်ဆိုတဲ့စိတ်ကလေးမွေးနေချင်တယ်အဘလို့တော့အဲ့ဒါအတင်းစားလို့ရှင်ဒီပေါ်ကြတော့အဲ့ဒါအပြိုင်ငိုက်ကြတော့မှလည်းဟုတ်လား တဏှာဤတို့ဆိုလို့ရှိရင်အဲ့ဒါငိုက်တာပဲများတယ်အဲ့တော့ကိုယ်စားထားတာတွေကကိုယ့်ကိုပဲဒုက္ခပေးမှာနော်ဒါကြောင့်ဒီကထာလေးကိုမြတ်စွာဘုရားမင်းကြီးရဲ့အကျိုးအတွက်ဟောတာတော့အမြဲတမ်းသတိရှိပြီးတော့အစာအသားမှာအတိုင်းရှိသိတဲ့ပုဂ္ဂိုလ်ဟာနံပါတ်1ဝေဒနာနေတယ်နံပါတ်2အသက်ကိုစောင့်ရှောက်ပြီးသားဖြစ်တယ်နံပါတ်3အအိုနေတယ်တဲ့ဒါကြောင့်ဦးဇင်းတို့ရှင်သာတိဗုဒ္ဓကိုရမေကြီးဟောခဲ့တဲ့ကာထာတော်တွေထဲမှာတော့သူရဲ့ကျင့်စဉ်လေးတွေထည့်ပြီးတော့ဟောတာရှိတယ် စတ္တရောပင်စအာလောပေဟုတ်ဆွမ်းစားတဲ့အခါမှာဒီ၄၅လောက်စာကိုမစားဘဲနဲ့ခြံထားလိုက်တယ်ပေါ့ဘိုက်ထဲမှာ နေရာလေးခြံထားလိုက်ပြီးမှအဲ့ဒါကိုရေတောက်တယ်ပေါ့နော်ဆက်ကြပါစို့အလုတ်30စားမှဝမယ်ဆိုရင်အလုတ်အစိတ်လောက်ပဲစားလိုက်တယ်ပေါ့ကျန်တာလေးကနေသာထိုင်တာလေးရှိအောင်လို့ခြံထားအောင်လေအပြည့်ကြီးထည့်တဲ့အခါကျတော့နေရာခက်တာပေါ့အဲ့ဒါကိုမင်းကွန်းစလိုကြီးကတော့ လေးငါးလုံးစာချန်ထားပြီးတော့ရေတောက်တာမဟုတ်ဘူးတဲ့လေးငါးလုံးပဲစားတာတဲ့ဟောအယူဆမျိုးမျိုးနော်လေးငါးလုံးစာချန်ထားတာမဟုတ်ဘူးတနက်လုံးမှလောက်စားလေးငါးလုံးစာပဲစားတာတဲ့အဲ့ဒါဆရာတော်ကြီးကအဲ့လေးငါးလုံးစာလောက်ပဲစားတာငချောက်ပုတ်ကလေးတွေစီစမ်းထားတဲ့တောင်အဲ့ဒီစီတွေပါလို့ဆိုပြီးတော့လက်ဖက်ရည်ကွက်ထဲထည့်ပြီးတော့စီစစ်ပြီးတော့မှစားတာအဲ့အသက်ရှည်ကြီးနေတော့တာပဲလေဟိုတနေ့ကဦးချင်းပြင်စာမှာတိမ်သမုတ်တော် ဥဆောင်ပြီးတော့တမုတ်ပေးတဲ့ဆရာတော်ကြီးကတက်80ကျော်အလုံးမကျမ်းပါလေတွက်လက်ဖြက်လက်ပြီးတော့ပေါ့နေတာပဲအဲ့တော့၃၄ရက်လောက်သူနဲ့အတူတူစွန့်စားကြည့်တော့အကြောင်းတရားကိုတွေ့ရတယ်အံ့ဩစရာကြီးမနှခင်စားတာဥစဉ်ထင်တယ်လက်ဖက်ရဲ့တောက်ပံကတလုံးတိတ်တိတ်ကလေးသာလောက်ပဲရှိမယ်စွန့်လေးမှာဟုတ်လားနေ့လေကြာတော့လည်းပဲဟိုဟာလေးလိုလိုဒါလေးလိုလိုနည်းနည်းလေးပဲစားတယ်အမြဲတမ်းဒီတိုင်းပဲတဲ့ အတူကလည်းသူ့ကိုသူပြောတယ်ဒီအစာအသောက်ကိုတကယ်ကိုသတိထားပြီးတော့နည်းနည်းပဲစားတဲ့အတွက်ရောအလွန်ကျန်းမာတယ်လို့သူထင်တယ်အဲ့တော့ဒါကတချို့အလုတ်ကျန်းလောရတဲ့လူတွေအတွက်တော့တင့်တော်ချင်မှတင့်တော်မှာပေါ့နော်အင်းနဲ့အားနဲ့လောရတဲ့အတွက်လောရတဲ့လူတွေအဖို့တော့ဟုတ်လားအများကြီးစားဖို့လိုမယ်ပေါ့သို့တော့လူအများစုကအင်းနဲ့အားနဲ့လုတ်လို့လိုအပ်လို့စားတာမှမဟုတ်ဘဲဘာလို့စားရတယ်ထင်တော့ဦးဇင်းကတော့ဇိန်ခံရင်လို့စားနေတာဟုတ်တယ်မဟုတ်လားစားတာကိုအရသာခံပြီးတော့စားနေတာစားလို့မကောင်းရင်စားမလား စားလို့မကောင်းရင်ရက်ပြစ်မှာနော်တောင်းလျှောက်စားလို့ကောင်းအောင်ပဲဖန်တီးပြီးတော့လုပ်မှာအဲ့တော့လိုအပ်လို့စားတာလားစားခြင်းလို့စားတာလားဆိုတာကိုကိုယ်ပြန်အောင်တွေးဖို့လိုတယ်ဟုတ်လားလိုအပ်ချက်ရလုပ်မယ်ဆိုလို့ရှိရင်ဒါအတိပဲရှိတယ်နော်လိုအပ်ချက်ကိုဖြည့်ဆည်းတာမျိုးမဟုတ်ဘဲနဲ့နော်လောဘကိုဖြည့်ဆည်းတဲ့အနေအထားမျိုးဆိုလို့ရှိရင်အဲ့ဒါကိုဒုက္ခကိုရှာတယ်လို့ဖြစ်သွားလိမ့်မယ်ဟုတ်လားအခုရေကိုတောက်ပြီးတော့နေရတာတွေပါရှိရယ်လေဘယ်နေ့လောက်ရေတောက်တယ်ဆိုတာအမေအဲ့ဒါကဟိုတနေ့ကတောင်တွေ့ရသေးတယ် ဖရမပွင့်ခင်ကစပေါ်တဲ့နီးတဲ့အဲ့ဒီနေရနောက်36နာရီလောက်ဘာမှမထည့်ဘဲနဲ့ဘိုက်ထဲမှာဘာမှမထည့်ဘဲနဲ့ရေးကြီးတောင်းနေအဲ့ဒါတလနှစ်ခါသုံးခါလောက်တော့လှုပ်တဲ့နေတဲ့အထဲထဲရာတွေကိုရှင်းထုတ်လိုက်တာတချို့ဒီထဲမှာဦးဇင်းတို့လည်းနားလေတဲ့လူတွေပါမှာပါဒီခန္ဓာကိုယ်အလုတ်လုတ်ပုံအစာရထဲလိုက်ရင်နော်ဘယ်လိုကလေးစားတွေဘယ်လောက်ပင်ပန်းပုံဘယ်လောက်ပြဿနာကြီးပုံဆိုသူတို့ပို့ပြီးတော့အသေးစိတ်သိတယ်ဟုတ်လားဟိုတလောကဆရာမကြီးတယောက်ပြောတာလည်းရှိတယ် သူကတရ24နာရီရှိတာဟိုးတဲ့68ကျင့်စဉ်ကိုသူကျင့်နေတာကြာပြီတဲ့ကျမကြီးလည်းအလွန်ကောင်းတယ်တဲ့68ဆိုတာဘာလို့ဆိုအစာစားခြင်းကို6နာရီပဲထားတယ်68နာရီလုံးလုံးပိုက်သေးဘူးဘာမှမထည့်ဘူးကြေပဲထည့်မယ်ဖြော်ရည်လောက်ပဲထည့်မယ်အဲ့တော့ဘုန်းတော်ကြီးတွေကအလိုလျောက်အဲ့ဒီ68ကျင့်စဉ်ကိုကျင့်ပြီးသားဖြစ်နေတာတဲ့မနေ့က6နာရီကနေ့12နာရီအထိပဲစားမယ်လေ6နာရီအတွင်းစားပေါ့ ဟုတ်လားဒါတောင်တစ်ခါတည်းဝါဝမစားဘဲနဲ့အကျင့်သုံးကျင့်လောက်ခွဲစားနေပိုကောင်းတယ်အကျမကြီးရှုတော်ရပြောမယ်ရှင်ဒီဦးဇင်းတို့ဒူတင်ဆောင်းနေဆိုတဲ့ခါကျတော့ကိယိကထနဲ့အောင်သူကြတော့အထက်ထအကျင့်ကျင့်စားတာကိုပယ်ပြီးတော့တစ်ကြိမ်ပဲစားတာရှိတယ်တချို့ဒူတင်ဆောင်းကြတဲ့ဆရာတော်ကြီးတွေတစ်ကြိမ်ပဲစားသူကြတော့အလုံနေအောင်ပေါ့နော်အစားအတွက်အချိန်မပေးတော့ဘူးပေါ့ကျန်တဲ့အသေးပဲရှိတဲ့အလုပ်တွေကိုလုပ်ဖို့အတွက်အချိန်ပေးတာ အဲ့တော့ညံ့နေစားမစားဘူးဆိုတဲ့ကိစ္စကိုလူတော်တော်များများတကယ်တမ်းလုံးမယ်ဆိုရင် လုံးလို့ရတယ်။ဟုတ်လား။အလုတ်ချမ်းလုံးနေတဲ့လူတွေကနင်းနေပါ။ဟုတ်တယ်မဟုတ်လား။အဲ့ဒါတတိချာချာကျမ်းမာရေးအတွက်ရောနော်အစသာရာရာနော်မြို့ကိုပြီးတော့လုတ်ကြည့်ပေါ့။ဘလောက်ကြီးကထနဲသွားမလဲ။နော်ပဆန်ကုံလည်းတက်တာအောင်မှာနော်။ဟုတ်လား။အကုန်လုံးလောကခံရတာအရှုပ်တွေလည်းတက်တာ။အချိန်တွေလည်းအများကြီးရတယ်။နော်ဥပုံဆောင်တဲ့အချိန်မှာဦးဇင်တို့ဝိကာလဘောဇနာတိတ်ခါဘုကိုစောင့်သိနေဆိုတာ။ ကောင်းတဲ့လူတွေကိုလှုပ်ဖို့အတွက်အချင်းပိုရအောင်ဆိုတဲ့ရည်ရွယ်ချက်လည်းပါတယ်သူကဒီညအစားအတွက်ပြင်ရဆင်ရချက်ရပြုတ်ဟာတော့လာရှားအဖွေရတယ်လွယ်တဲ့ကိစ္စမဟုတ်ဘူးဟုတ်လားအဲ့တော့အဲ့လောက်ဖြတ်တောက်နိုင်လို့ရှိရင်ဖြတ်တောက်နိုင်တဲ့လောက်ဦးဇင်းတို့မှာတက်တာခွင့်နော်ငြင်းအေးခွင့်ရတာပေါ့လှုပ်ကြည့်ပေါ့ဟုတ်လားခုဒီမှာမြတ်စွာဘုရားပြောပြီဟုတ်လားအမြဲတမ်းသတိရှိပြီးတော့အစာအသမှာတိုင်းရှည်တည်တဲ့ပုဂ္ဂိုလ်ဟာနံပါတ်1ဒုက္ခဝေဒနာနည်းတယ်ဟုတ်လားနံပါတ်2အသက်ကိုစောင့်ရှောက်ပေးတယ် နံပါတ်3အိုနှေးတယ်တဲ့ဟုတ်လားအဲ့ဒီဂါထာကိုဟောတဲ့အခါကျတော့ကောသလမင်းကြီးကအလွန်သဘောကျတယ်သဘောကျပြီမလို့သူရအောင်ကြက်မှတ်နိုင်တဲ့အစွမ်းမရှိဘူးအဲ့ဒါနဲ့သူ့ရဲ့တူသူတတနာဆိုတဲ့လူလင်ကပါတယ်အဲ့ဒီနာမှာအဲ့ဒါမြတ်စွာဘုရားသူတတနာလူလင်ကိုဒီဂါထာကိုသင်ထားဒီဂါထာကိုရအောင်ကြက်ထားရပြီဆိုလို့ရှိရင် မင်းကြီးစွန်းစားလို့နောက်ဆုံးထမင်းလို့ရောက်ပြီဆိုရင်မင်းဒီကထာကိုရွတ်အဲ့ဒီလိုဆိုတော့တို့ကအဓိပ္ပာယ်သိပြီးသားဟောနော်ပါဠိစကားပြောတဲ့လူတွေဆိုတော့ဒီကထာလေးကိုရွတ်လိုက်ဒီကပြားလေးကိုရွတ်လိုက်အမြဲတမ်းသတိရှိပြီးတော့အစာထားမှာတိုင်းရှိသိတဲ့လူဟာဝေဒနာနေတယ်အသက်ကိုစောင့်ပြီးသားဖြစ်တယ်အိုးနေတယ်အဓိပ္ပာယ်အလွန်ရှိတာဟုတ် ဲ့လိုရွတ်လို့ရှိရင်မင်းကြီးဟာတေချာပေါက်နောက်ဆုံးစားမဲ့ထမင်းလို့ကိုမစားဘဲနဲ့ပြန်ချလိုက်မြေတဲ့ပကံများတယ်ကြောက်မှာပေါ့နော်တနည်းအားဖြင့်အကျိုးကျေးဇူးကိုလည်းရကြင်မှာပေါ့အဲ့လိုဆိုမင်းကြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီမင်းကြီးချထားခဲ့တဲ့ထမင်းလို့ကထမင်းစည်းကိုမင်းရေးတဲ့ရေးပြီးတော့နောက်နေ့ချက်လို့ရှိရင်အဲ့ဒီဆန်စည်းနဲ့အရေအတွက်ကိုရှော့ချက်လိုက်ဆိုလိုတာကအဲ့ဒီတလုံးစာကိုရှော့ချက်လိုက်လို့ပြောတာနောက်နေ့ကြအဲ့တော့နောက်နေ့စားပြီဆိုရင်လည်းနောက်ဆုံးလို့ရောက်လို့ရှိရင်အဲ့ဒီကာထာကိုရုပ်အဲ့ဒါနောက်ဆုံးလို့ကိုချထားခဲ့လိမ့်မယ်မင်းကြီးက ခြားတာကရင်အဲ့ဒီတလုံးစာနောက်နေ့လျှော်လိုက်အဲ့ဒီနီးနဲ့မင်းကြီးကိုအစားလျှော်ခိုင်းလိုက်အဲ့ဒါဒီလေအစားကြီးတဲ့ပုံပေါ်တယ်အကောင်းဆုံးနေရအကောင်းဆုံးနေရရင်နော်တဲ့တည်းတလုံးစာတလုံးစာလျှော်ပြီးတော့စားကြည့်ပေါ့ဟုတ်လားတခါတည်းလျှော်ခိုင်းတာမဟုတ်နော်တခါတည်းဆွေးနေနိုင်မှာမဟုတ်ဟုတ်လားကိုလူတွေကြည့်ရတာများသောအားဖြင့်ဘာတွေပဲတော့အထူးသဖြင့်ဒကမကြီးတွေကြည့်ရရင်နောက်သက်40ကျော်သွားပြီဆိုတော့အကုန်လုံးကဘလို့ဖြစ်ကုန်ပုံပြပန်းပြက်တွေဖြစ်ကုန်ဟုတ်လားကိုယ့်အကိုဖြက်စီးပြစ်တာကိုယ့်ပုံနော် အဲ့ဒါကြည်ကျန်းအဖြစ်ရေးဘူးရသဘောအဖြစ်အဲ့ဒီဝါတုတ်တုတ်တွေအကုန်လုံးအစားပုတ်တဲ့လူတွေပဲများပါမစားဘဲနဲ့မဝပါဘူးတချို့ကပြောသေးတယ်ဒီကဘာမှမစားဘဲနဲ့ဝါနေတာလေမဖြစ်နိုင်တာကြီးနော်အဲ့ဒါနဲ့မြတ်စွာဘုရားအဲ့ဒီသုတတနာလူလင်ကိုအဲ့ဒီနေကိုပေးတာပြီးတော့အဲ့ဒါသုတတနာလူလင်ကမင်းကြီးစားလို့နောက်ဆုံးလို့ရောက်ပြီဆိုရင်အဲ့ဒီကာထာကိုရွတ်တယ်အဲ့ဒါရွတ်လိုက်လို့ရှိရင်မင်းကြီးကဟုတ်တယ်နောက်ဆုံးလို့ကိုမစားတော့ အဲ့လိုနဲ့တဏပိတဏလျှော့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 လာနောက်ဒဇလေလောက်ပဲစားတော့တယ်တဲ့အများကြီးလျှော့သွားအဲ့တော့သူကဘာဖြစ်တုံးဆိုတော့စောတော်ကဝါဖိုင်မိုက်ပုံကြီးတွေအကုန်ပျောက်သွားတာဘာလေးချင်းကလုံးတယ်ဘာညာမပါဘူးတော့စားတယ်မှာအစာလျှော့တာနဲ့အဲ့ဒါလို့ဖြစ်သွားတာဟုတ်လားအဲ့တော့နောက်တော့ကျမ်းမကြီးကအလွန်ကိုပဲကောင်းတွက်လက်ပေါ်ပါပြီးတော့အာရင်နေလေကြီးလာတယ်အဲ့ဒါနောက်ကျောင်းတော်ရောက်လာတဲ့အခါကျတော့သူ့ရဲ့ပုံကလည်းပြောင်းသွားတယ်အဲ့ဒီမှာမြတ်စွာဘုရားကိုကျေးဇူးတင်လွန်လို့ ဟုတ်လားယက်စွာဘုရားနီးလမ်းကြောင့်သူဒီလိုဖြစ်သွားတာကိုယက်စွာဘုရားတဲ့တပြည့်တော်ငဘိုးတော်ကလည်းဘာမှမတူတော့ဘူးတဲ့အခုသားသမင်ကိုလိုက်ဖမ်းမယ်ဆိုရင်တော့ဖမ်းနိုင်နေတဲ့မြင်းကိုမြင်းရဲ့နောက်ကိုလိုက်ပြီးတော့ဖမ်းနိုင်နေတဲ့သူကအဲ့လောက်ကြီးကြီးကိုသူကပြောင်းလဲသွားတာဒါကြောင့်မို့လို့တပြည့်တော်ငဘိုးတော်ကတွေ့ကြုံရတဲ့ဒုက္ခတွေအကုန်ပျောက်သွားပြီတဲ့ငဘိုးတော်ကစားပြီးရင်သူကအိတ်တော်လာပြီမအိတ်ဖဲကိုနေလို့မရဘူးအစားကြီးတဲ့သူကမအိတ်ဖဲနေလို့မရဘူးနော်ဂျိုင်းညာကနေပြီးတော့အဲ့ဒါအိတ်တဲ့အခါမှာချွေးတွေကကြလာတယ်နော်ဒါပတ်တာ နတိဟုတ်လားဈိုင်းညာနေပြီးတော့မြေမြေကလေးချောင်းလေးများစီးရလို့ချွေးတွေရစီးရလို့အဲ့ဒါပတိနေတိလို့ခေါ်တာလေဟုတ်လားပတိနေတိကောတလဆိုတာအဲ့ဒါအခုအဲ့ဒီအခြေအနေကသူအကုန်လုံးပြောင်းလဲသွားတယ်အဲ့လိုမြတ်စွာဘုရားရဲ့ကြည်လို့ကြောင့်သူ့မှာချမ်းသာတယ်ဆိုတဲ့အကြောင်းကိုရှောက်တော့တဆက်တဲ့သူကဘာတွေပါထဲ့ရှောက်တော့ဆိုတော့မြတ်စွာဘုရားတဲ့အခုကျမ်းမာလာလို့လည်းသူ့မှာချမ်းသာရတယ်ပေါ့နောက်တစ်ခုကအော်တူတော်အစားတသက်နဲ့တူနေတာ ဟိုရွာတရွာကိုသူ့ပိုင်နဲ့ကိုပိုင်နဲ့ညင်းနေခဏနဲ့စစ်တိုက်ရတာရှိတယ်။နော်အစာတသက်ရဲ့အမေကသူ့ရဲ့ညီမနေ။အဲ့ဒါသူ့ရဲ့အဖေကဒီသမီးလေးဗိမိတာရနဲ့ရသွားပြီဆိုတော့တသက်နှခါဖို့ပန်းဖို့ဆိုတော့အဲ့ဒီဘာကိုပေးလိုက်တာ။အဲ့ဒါကိုကောသလမင်းကြီးကပြန်ရခြင်းတဲ့အခါကျတော့တူဝါလည်းပဲသူ့အမေရဲ့ပြည့်စည်ဆိုတော့မပေးဘူး။အဲ့ဒါနဲ့သူကြီးနှစ်ယောက်စစ်ကခဏနဲ့တိုက်။ဂုံတိတ်ခါရွတ်ဂုံတိတ်ခါရတိုက်ကြတာပေါ့လေ။ သူတို့ကဒါဂုံသိခါရတက်ရတာအောက်ကစစ်သားတွေကဘယ်လောက်သေးလဲတော့မသိဘူး။ဟုတ်လား။အဲ့ဒါနဲ့နောက်တော့ဒါဒီကိစ္စကိုသူစိတ်ပြက်လာတာနဲ့သူ့ရဲ့သမီးဝဇီရာဆိုတာရှိတယ်။အဲ့ဒီဝဇီရာကိုတူတော်ဇာတတက်ကိုပေးလိုက်တယ်။ပေးပြီးတော့အဲ့ဒီရွာကိုလည်းကဲငါသမီးကိုလက်ဖွဲ့ပါလေ။သိခါစရာသူကတိုက်တန်းရှုံးတာတကယ်က။ဟုတ်လား။အဲ့ဒါမလို့ခုသူကစစ်ကမတက်ရတော့ဘူး။အဲ့ဒီလိုစစ်မတက်ရတော့တဲ့အတွက်ကြောင့်လည်းသူ့မှာချမ်းသာတယ်တဲ့။ စစ်ပြေငိမ့်မှုရအောင်သူလှုပ်လိုက်နိုင်တယ်ပေါ့တူနဲ့ဟုတ်လားနောက်တစ်ခုကနန်းတော်ထဲမှာနန်းစဉ်အမြဲတမ်းအမြဲတမ်းတားပြီးတော့သုံးဆွဲနေတယ်ဗရမ ्या ယတနာရှိအဲ့ဒီဗရမ ्या ယတနာကြီးပျောက်သွားတာဗျာတဲ့စိတ်တွေညစ်လိုက်ရတာအခုပြန်တွေ့ပြီတဲ့အခုပြန်တွေ့လို့မို့လို့လည်းပဲတပည့်တော်စိတ်ချမ်းသာရတယ်တဲ့သူချမ်းသာတဲ့အကြောင်းတွေတန့်ရှောင်နေတယ်သူကနောက်တစ်ခုရှိသေးတယ်သူကမြတ်စွာဘုရားနဲ့တန်ဃာတော်တွေနဲ့သူကအလုံးမအမျိုးတော်ရင်လည်းအဲ့ဒီကောသလမင်းကြီးက ဦးဇင်းတို့ငယ်ငယ်တုန်းကကြာနေကစေတော်ကြီးဟောတာရှိတယ်ဖခင်နဲ့မှအမျိုးတော်ကျင်သူဆိုတော့ကောင်းစဉ်လေးနဲ့ဟုတ်လားယဟန်နေကသူကယဟန်နေကိုသူ့ဒီကိုလာစေခြင်းလို့စွန်လောင်းမယ်ဆိုတော့မနက်ကြီးကြီးစောက်တာရှိတယ်ဒါပေမဲ့သူကတိတ်ပြီးတော့ဂယုမဆိုင်တဲ့အခါကျတော့ယဟန်တော်တွေကဂယုဆိုင်တဲ့ဝိတာခါတော့နာတပိန်တို့အိမ်မဲသွားကြတာသူ့ဒီတိတ်မလားခဏလောက်ပဲလားနောက်ဇူးမှန်သွားအဲ့တော့ယဟန်နေကငါ့ပေါ်မှာစိမ့်နေလို့သူကခံစားရတဲ့အခါကျတော့အာကွေမင်းသမီးတယောက်ကိုသူကတောင်းယူပြီးတော့အမျိုးတော်တယ် နီးဆက်အောင်သူကလှုပ်တာဒါတာဂီဝင်တွေကလည်းညစ်တယ်နော်တကယ်တာဂီဝင်မင်းသမီးအစ်စ်မဟုတ်ဖဲနဲ့ကျွန်မမွေးထားတယ်တော့တာဂီဝင်မင်းသားတယောက်နဲ့ကျွန်မနဲ့ရထားတယ်နော်ဝါသဘခတိယာဆိုတာလေးကိုပေးလိုက်တာအစအမသိတော့သူကမျက်မျက်နှုံနှုံနောက်သိတဲ့အခါကျတော့သူကမမျက်နှုံဘောနော်ဒါပေမဲ့အဲ့ဒီမင်းသမီးနဲ့သူနဲ့ကိုဆွဲပြုတ်ပြီးတော့ဝိရုဒုပကိုမွေးတာရှိတယ်အဲ့ဒါဝိရုဒုပက သူ့မိဘကတာဂီဝင်တွေကညစ်လို့သူမျက်နှာငရရတယ်ဆိုတော့နောက်ပိုင်းကျတော့တာဂီဝင်တွေကိုတတ်တာရှိတယ်သူတို့ဇလန်တွေကခက်ရှုပ်ရှုပ်ဟုတ်လားအဲ့ဒီမှာသူကလျှောက်သေးတယ်ဘာလျှောက်တုံးဆိုတော့မြတ်စွာဘုရားနဲ့ယဉ်နီးခြင်းလို့အကျွမ်းဝင်ခြင်းလို့ယဟန်တန်ဃာတွေနဲ့အကျွမ်းဝင်ခြင်းလို့အခုတပြည့်တော့တာဂီဝင်မင်းသမီးတယောက်လည်းရထားတယ်အဲ့ဒါကြောင့်မို့လို့လည်းသူချမ်းသာရတယ်တဲ့အဲသူ့အကြောင်းလေးတွေကိုလျှောက်တယ်အဲ့ဒါကိုလျှောက်လို့စောစောကကာထာကိုမြတ်စွာဘုရားဟောတာ စာလျှော့လိုက်လို့ကျမ်းမာလာလို့ချမ်းသာရတယ်။ဟုတ်လား။စစ်မတက်ရတော့လို့မို့လဲသူမှချမ်းသာရတယ်။ပျောက်သွားတဲ့ဗရမ ्या ကြီးပြန်ရလို့လည်းချမ်းသာရတယ်။ဟုတ်လား။ယဟန်တန်ဃာတွေနဲ့ယင်းဒီကျွမ်းဝင်မှုရလို့နော်ယဟန်တန်ဃာတွေရဲ့အမျိုးတယောက်နဲ့ရလို့လည်းသူမှချမ်းသာရတယ်လို့လျှောက်တော့မှမြတ်စွာဘုရားအာရောကျပရမလာပါတန်တုဋ္ဌိပရမတဏဝိသာသပရမညာတိနိဗ္ဗာန်ပရမတုခံဆိုတဲ့ဂါထာကိုမြတ်စွာဘုရားဟောတာ။ စကားနောက်တရားပါအောင်ကြိုးစားတာပေါ့နော်အရောက်ချက်ပရမလာပါအဓိပ္ပာယ်နားလည်နော်ကျမ်းမာခြင်းဟာလက်တကလက်ထဲမှာအလွန်ကေးဆုံးသောလက်နော်လက်ဆိုတာကလာဘဆိုတဲ့ပါဠိလေးကိုပမာမှုပြုထားတာဟုတ်လားပါကုန်းကိုအတက်ကလေးထည့်လိုက်လာဘရဲ့ပါကုန်းကိုအတက်ကလေးထည့်လိုက်တော့လက်ပေါ့နော်လက်ဆိုတာဘာတော့ရှားခြင်းပဲနော်လောကီလိုပြောရရင်လူဘဝမှာရှားခြင်းတကရှားခြင်းနဲ့မှာ ကျမ်းမာရေးကိုရရတာအကောင်းဆုံးပဲလို့ပြောတာဒါကစဉ်းစားမိဖို့လိုတယ်လူတွေကဒီကိစ္စကိုတော့မှတချို့သဘောမပေါက်ကြတဲ့လူတွေရှိအကောင်းဆုံးလက်ကိုဖျက်ပြီးတော့သူ့ထဲအဆင့်နှိမ့်တဲ့လက်ကိုယူရတာမျိုးရှိတယ်ရှုံးတာပေါ့ဟုတ်လားကျမ်းမာရေးပြည့်ချင်းပြည့်ပါစေကွာစီးပွားရေးပြည့်ရင်ရတာပဲဆိုလောက်ကြတာရှိတယ်အစားတွေကအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ဖွင့်ပြထားတာလေးတော်တော်ကောင်းတယ်ဘာတွေဘလောက်ပဲရှိရှိတဲ့နော်တတိယတယောက်ပဲဖြစ်လို့နေနေတယ် ကျမ်းမာရေးမကောင်းဘူးဆိုရင်အဲ့ဒါတွေဟာသူ့အတွက်ရှိတယ်လို့မဆိုနိုင်ဘူးတဲ့သူအဲ့လိုလေးဖွင့်ပြ။ဘာဖြစ်လို့တော့သူမှမသုံးနိုင်ပဲနဲ့။ဟုတ်တယ်မဟုတ်လား။နော်ကျမ်းမာရေးဖောက်ပြန်နေတဲ့လူတယောက်အတွက်ပိုက်ဆံနေရတဲ့တိတ်အိဒိဗယ်မရှိဘူး။ဟောရှိကူဖို့လိုအပ်တာကိုဆိုလိုတာမဟုတ်ဘူးနော်။ခံစားဖို့ရှိတော့ရတယ်သူကကြည့်ပြီးတော့ပြောတာဟုတ်လား။စာရင်တော့ချင်းသေးလည်းမရှိဘူး။ကြည်ချင်းမြင်ချင်းသေးလည်းမရှိဘူး။ဒီအာယုန်တွေကသူ့အတွက်ဘာမှအသုံးမချတယ်လို့ကြီးဖြစ်တယ်။ဟုတ်လား။ဒါကြောင့် လူတယောက်ဟာသူ့သူဘာကြီးပဲဖြစ်လို့နေနေမကြမ်းပါဘူးဆိုရင်တော့သူကဘာလဲလူမမာပေါ့ဒုက္ခတဲ့ပေါ့ဒုက္ခတဲ့ဖြစ်နေတာဟုတ်လားဒါမဲ့လူအများစုကကျမ်းမာခြင်းရဲ့တန်ဖိုးကိုမကျမ်းမာမှပဲတွေးမိကြတာများပါတယ်ကျမ်းမာနေတုံးတော့ထိန်းထားအောင်မှသိပြီးတော့မသိကြဘူးချမ်းချမ်းသာသာလေးနေနေရတာကိုနော်ဒါအခွင့်အရေးလေးတစ်ခုဒါဟာကောင်းမွန်ခြင်းတစ်ခုလို့သိပြီးတော့မစင်သားမိဘူးလက်ကားရတဲ့ပစ္စည်းလို့ပေါ်ပေါ်ပဲပဲနော်နေလိုက်ကြသုံးလိုက်ကြတာပဲများတယ်တကယ်တကယ်မကျမ်းမာတော့ဘူးဟေးဆိုတော့မှ ဟောအဲ့ဒီကြတော့ဘာလဲဘာနဲ့ပဲလဲရလဲရလာပြီနော်အဲ့ဒီကြတော့အလွန်ရခြင်းဒီကျမ်းမာကြီးဟုတ်လားဒါကြောင့်ကျမ်းမာခြင်းဆိုတဲ့လက်ဟာအကောင်းဆုံးလက်ဖြစ်တယ်ဆိုတာကို မြင်မိရမယ်တွေးမိရမယ်ဒါကြောင့်ကျမ်းမာအောင်နေရမယ်အကုန်လုံးကသင်္ခါရတရားတွေပဲနော်သင်္ခါရတရားဆိုတာအဓိပ္ပာယ်ဘာလို့ပြုပြင်လို့ရတယ်ဟုတ်လားကျတို့အခုဖြစ်နေရတဲ့ဘာလို့ကံစေဥဒုအာရအကြောင်းတရား၄ပါးမှာအမိပြုပြီးတော့ဖြစ်နေတာ ကံဆိုတာလည်းပဲအထိုက်လျောက်ပြင်လို့ရတာပဲနော်စီရင်နာကောင်းထားရမယ်နော်ရေစီစီကြောင်းအဟောင်းပြုပြင်ဟုတ်လားအသက်ရှည်ကြောင်းနီလန်းကောင်းတွေရှိတယ်ကျမရေကောင်းကြောင်းအလူတန်းပြူတာတွေရှိတယ်သူများဘောမြစ်တာပို့တာသူများကိုကျမရေကောင်းအထောက်ကူပြူတာဒါကံတွေကိုပြင်တဲ့ကိစ္စပါနော်ဒါကြောင့်ကျမရေညံ့လို့ရှိရင်ကံကိုပြင်ရတယ်ကံပြီးတော့ဗာပြင်စိတ်စိတ်ကိုကြည်ကြည်လင်းလင်းချမ်းချမ်းသာသာ ပေါ့ပေါ့ပါပါနော်ဝင်မပြိအောင်ချမ်းသာအောင်ထားတတ်ဖို့လိုတယ်အဓိကက တဘာဝတရားကြောင့်ကိုနားလည်ရင်နားသလောက်ဒီစိတ်ကချမ်းသာတာပါပဲဟုတ်လားဒါကြောင့်ဉာဏ်ပညာကြောင့်ဖြစ်တဲ့ချမ်းသာမှုနဲ့စိတ်ကိုပေါ်ပါစေရမယ်လွတ်လပ်စေရမယ်အဲ့ဒါဆိုလို့ရှိရင်လည်းပဲစိတ်ကိုပညာရောက်တယ်ပြီးတော့ပါတော့ဥဒုအပူရေးမြှောက်နေတဲ့ရတယ်ဟုတ်လားသိပူလုံးရင်လည်းပဲအဆင်မပြေလို့အေးလုံးရင်လည်းအဆင်မပြေဘူးအခုဒီမှာယောဂီတွေကလူတွေကအများကြီးဆိုတော့ခန္ဓာကိုယ်ရဲ့လိုအပ်ချက်တွေကအမျိုးမျိုးအများကြီးကတော့အေးကိုကြိုက်ကြတာများပါတယ်အင်ကြီးလက်တူလေးတွေဝတ်ထားတာကြည့် ဟုတ်လားဒါပေမဲ့တချို့ကြတော့အဲ့ဒီအေးနဲ့အဆင်မပြေဘူးအဲ့တော့ကိုကအေယာကွန်ထပိတ်ဖို့ဆိုရင်လည်းအိုက်တဲ့လူတွေအတွက်ငညာဖို့လိုသေးတယ်နိအဲ့တော့ဘာလုပ်ဖို့လိုတော့ဥချင်းအကြံပေးချင်တာအနွေးတယ်ဝိဖို့ပဲရှိတယ်နော်သူများအေးချင်တာကိုတော့မအေးအောင်မလုံနဲ့ပေါ့နော်ကိုကနွေးနွေးလေးမှအဆင်ပြေတယ်အေးတာနဲ့မတည့်ဘူးဆိုရင်ကိုတကူရေကိုကကိုလုံချောင်လုံးလို့မရဘူးလားရတယ်အနွေးတယ်လေးဝတ်ထားအောင်နော်ဥတုကိုပြုပြင်နိုင်ရမယ်ဟုတ်လား နောက်ဆုံးပါတော့အာဟာရအဲ့ဒါကအလွန်တရာမှအရေးပါတယ်အဲ့ဒီအာဟာရဟုတ်လားဒီခန္ဓာကိုယ်ကြီးဒီပုံစံကြီးဒီအနေထားကြီးဟာဘယ်ကနေပြောင်းလာတာတုံးလို့တွေးကြည့်လိုက်လေဘယ်ကနေပြောင်းလာအာဟာရကနေပြောင်းလာတာပဲဟုတ်တယ်မဟုတ်လားအသားဖြူတာအပုံတဏ္ဍလေးတွေကြည့်ကောင်းတာကြည့်မကောင်းတာကတော့ကံကဖန်ဆင်းတဲ့အနေထားပေါ့ဟုတ်လားတော့ဒကောင်ထည်ဖြစ်လာာပါတောအာဟာရအကျိုးဆက်တွေပဲလေစားတော့ထားတဲ့အစာအာဟာရအဆက်ဆက်ပြောင်းလဲလာတဲ့သဘာဝကြီးပဲဟုတ်လား ကိုစားလိုက်တဲ့အစာအာဟာရကနေပြီးတော့ဆက်ဖြစ်လာတာပဲเนาะအဲ့တော့အစာအာဟာရရဲ့အရေးပါပုံကိုယောဂီတို့စဉ်းစားပြီးတော့ကျန်းမာရေးကိုကောင်းမအောင်ကြိုးစားရမယ်ဒီလက်ကိုရအောင်ယူရမယ်ပေါ့နော်ကျန်းမာမှကျန်တာတွေကိုဦးဇင်းတို့လုံနိုင်တာမကျန်းမာဘူးဆိုလို့ရှိရင်မလုံနိုင်ဘူးတန်ဖိုးရှိတာလည်းမလုံနိုင်ဘူးဟုတ်လားဒါကြောင့်ဣတိစားဝဲအမေမေကိုမြူးရံမှန်ကြွားဆိုတဲ့လင်္ကာလေးအလွန်ကောင်းတယ်เนาะတကယ်ကိုကောင်းတာပဲတာမြတ်စွာဘုရားအပြည့်စုံဆုံးပြောထားတာပါပဲဟုတ်လား ဝေဒနာဟောင်းတဲ့မဖြစ်เสียရရာပိုက်မြတ်လေခတ်သိမ့်ပြစ်တို့မဖြစ်လေအောင်နော်ဝေဒနာမရှိမှဣရိယာပုမြတ်မြတ်တတနော်ချမ်းချမ်းသာသာနေနိုင်မှနော်ဖရာမြတ်စွာရဲ့သာသနာအကျင့်မြတ်တွေကိုကျင့်သုံးနိုင်မှာပေါ့ဟုတ်လားမကျမ်းပါရင်ဘာလို့လို့မရအောင်ဒါကြောင့်ကျမ်းပါအောင်ဂရုစိုက်ရအောင်ဆုံးလက်ကိုရအောင်ယူပေါ့ဒါကြောင့်အပ္ပမဒါဆိုတဲ့တတိတရားကိုလက်ကင်ထားပြီးတော့နော်အကောင်းဆုံးလက်ကိုယူနိုင်ကြတယ်နော်အကောင်းဆုံးဥစ္စာပြည့်ကိုနော်စာပွေဆူဆောင်းနိုင်ကြတယ်နော် ကောင်းဆုံးရွှေမျိုးတွေရှိအောင်လဲဆောင်ရွက်နိုင်ကြတယ်။ကောင်းဆုံးနိဗ္ဗာန်ချမ်းသာကိုနောက်ဆုံးမျက်မှောက်ပြအောင်ကြိုးစားနိုင်ကြတယ်။သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဥရှင်တို့ဆန္ဒပြုပြီးတော့တော့ယောဂီတို့ပြုလို့အထောက်ထားကြတယ်။ဒါနသီလတမာတိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ပုညမြတ်နိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောင်မျက်မှောက်ပြုပရစေကုန်တော်ဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း